အားသောဝါလာရှင်ညီကောင်များအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ၄ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube ကနေရော Facebook ကနေရော TikTok ကနေရောကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ထမဆုံးတင်းတပုတ်ကိုတော့ Athletic ကဖော်ပြထားတဲ့ Arsenal ရဲ့ Transfer Policy အနှစ်ချုပ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါသူတို့ကတော့ကစားသမားတွေအားလုံးဒီပါကြောင်းထည့်ပြီးပြောသွားတာ Arsenal လက်ရှိအချိန်မှာဘာလုပ်နေလဲဘယ်ပြစ်မှတ်တွေကိုထားနေတယ်ဆိုပြီးတော့ Athletic ကဖော်ပြသွားတာဒါတော့ Athletic မှာပင်နိုင်ရေးသားနေတဲ့ကလောင်လို့ပြောလို့ရတဲ့ Ghana Block ကရေးသားထားချက်ပေါ့လေအဲ့ဒီဟာသတင်းတွေကတော့မှန်နေပြီ ါပေမဲ့သူတို့ကတော့တရားရဂိုင်းနှုံးဆိုတဲ့ပုံစံမျိုးနဲ့ရေးတာမဟုတ်ဘူးအတွင်းသတင်းတွေကိုပဲနှစ်နှစ်ချွတ်ချွတ်ရေးတဲ့သတင်းသမားတွေပြုတ်လို့ရတယ်ပထမဒီသတင်းတွေမှာဆိုလို့ရှိရင်တော့ဒီတာယောဂရက်နဲ့ဆက်စကိုကိုအာဆင်နီကအပြိုင်ဆွေးနွေးနေပြီးတော့မကြခင်မှာပြက်ပြက်တသားဆုံးဖြတ်သွားမယ်ဆိုပြီးဖော်ပြထားတယ်အာဆင်နယ်အနေနဲ့အရန်ကိုသမားကိုဝယ်မှာပါဂျိုဟန်ကာစီယာကိစ္စမှာအဆင်မပြေဖြစ်ခဲ့ရင်ပဲလေရာယာအရန်ကိုသမားတို့ကိုဝယ်မယ်စိတ်ကြိုက်တွေးခဲ့လို့ရှိရင်ဘဟုခံစစ်အတွက်ဆာလီဘာနဲ့ဂီဘရီယယ်မကာဟီကိုဖိအားပေးနိုင်မယ်ကွာလတီမြင့်ခံစစ်မှုတို့ကိုဝယ်မယ် တစ်ချိန်တော့သူတို့ကဗီတာရီမန်စီးတီးရောက်လာတဲ့ player ရဲ့ဒင်းဟူဆန်ရီးယားရောက်လာတဲ့ player တို့ကိုအာဆင်နယ်ကစိတ်ဝင်စားခဲ့တယ်။ကင်းထောက်ခဲ့တယ်ဆိုပြီးဖော်ပြသွားတယ်။နောက်ပြီးတော့လီဘိုင်းစာနေကိုခေါ်တဲ့မခေါ်တဲ့လက်ရှိချိန်မှာအသင်းအတွင်းမှာဆွေးနွေးလက်ဆရှိနေဆိုပြီးတော့ဖော်ပြသွားပါတယ်။အမ်မူမိုကိုလိုချင်မဲ့ဒီကစားမကယူနိုက်တက်ကိုရွေးချယ်ထားတာဖြစ်တဲ့အတွက်အာဆင်နယ်တို့ကနောက်ထပ်တိုက်စစ်တောင်းမကစားသမားတို့ကိုရွေးချယ်ဖို့အတွက်ပြင်ဆင်နေလို့ကြားသိရတယ်။နေဆန်ဇင်ချန်ကို ေဗီယိုဘီယာတို့ကိုအယောင်စင်းတင်သွားဖို့အတွက်ပြင်ဆင်နေပြီးတော့အသင်းကိုပြန်လာမဲ့လူငယ်ကိုသမားလေးကာဟင်းကပုံမှန်ကစားခွင့်ရမယ်အသင်းတို့ထပ်မံပြီးအငှားသွားခြင်းလို့သူကဖော်ပြသွားတယ်။လိုကိုညာတို့12လလူလျောက်တက်တန်းတိုးခွင့်စာချုပ်ကိုအသက်သွင်းလိုက်ပြီးတော့ အသင်းကဒီဇာမနဲ့ပတ်သက်ပြီးရောင်းထုတ်ဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့ဖော်ပြသွားပါတယ်ဒီသတင်းရဲ့အလုံးအနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်ကဘယ်ကစားသမားဝယ်ဖို့အတွက်ပြင်ဆင်နေတဲ့အသင်းရဲ့ဇုံဘယ်နေရာအတွက်အားပြဖို့ရှိတယ်ဘယ်ကစားသမားတွေတော့အယောင်ဆင်းတင်မယ်ဆိုပြီးတော့သူတို့အလုံးဖော်ပြသွားတယ်အဲ့ဒီမှာကျွန်တော်အားမရတာလေလက်ရှိအချိန်ထိအက်သလက်တစ်ကဖော်ပြထားချက်ရဆိုရင်တော့ယောဂရက်နဲ့ဆက်စကိုကိစ္စကိုဆွေးနွေးနေရဆိုရင်အာဆင်နယ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကြားထဲမှာလည်းဘသူ့ကိုဦးစားပေးခေါ်ရမလဲဆိုတာအခုတည်းကဝေဝါးနေတော့မယ်ကောင်းတယ် နှစ်ကောင်စလုံးသာတက်ဆိုင်ရာကလတ်တင်းရဲ့ထပ်မံတာစာချုပ်တက်တန်တိုးလိုက်ကြတော့ကျွန်တော်လည်းအဲ့လိုပဲပြောချင်တော့တယ်အဲတစ်ဖက်မှာလည်းကျွန်တော်တို့ကတအားလောနေသလိုဖြစ်တာပေါ့လေဒါပေမဲ့သူတို့အတွက်ကျတော့ AC ပဲဘာလို့လဲဆိုတော့ John July August ဒီ3လစလုံးမှာအပြောင်းရွှေ့ရောက်ဖွင့်တာဖြစ်တဲ့အတွက်ရပ်ပေါင်း60အချိန်ရတယ်အဲ့ရပ်ပေါင်း60မှာရပ်ပေါင်း80လောက်သူတို့အလုံးလုံးခွင့်ရသေးရဆိုပုံစံမျိုးသူတို့ကတွေးနေအဲ့ဒါသူတို့က AC ပဲအပြောင်းရွှေ့ဒီ transfer market မှာသူတို့တွေးထားတဲ့ ideology ကဘယ်လိုလဲဆိုတော့ ကစားသမားတူဆော့ဆော့ဝယ်ရင်လိုအပ်ထပ်ပို့ပြီးတန်ကြီးပေးရမယ်။နောက်ဆုံးချိန်ထိဈေးပေါင်ကျိုးတဲ့အချိန်ထိစောင့်လို့ရှိရင်ကစားသမားကိုဈေးတက်တာနဲ့ရမယ်ဆိုတဲ့အဲ့ဒီ idea မျိုးအာဆင်နယ်ဘိုးခွန်းမှာလက်ရှိချိန်ထိရှိသေးတယ်။ပရီးမီးယားလိဂ်ကျန်တဲ့ထိတ်တန်းသင်းတွေကြီးလိုက်ပါသူတို့လိုချင်တဲ့ကစားသမားကိုခက်မြန်မြန်ပဲခေါ်သွားတယ်။အခြားသင်းလူမှဆိုတဲ့အတွက်တန်ရတန်ကြီးပေးလိုက်တာမျိုးစာချုပ်ဖြတ်သိမ်းကြီးပေးလိုက်တာမျိုးလုပ်လို့ရှိရတယ်။ဒါပေမဲ့အာဆင်နယ်ကိုလက်ရှိအချိန်ထိ ရနိုင်တဲ့လောက်ဈေးစစ်တယ်ကစားသမားနဲ့အကျိုးသဘောတူညီမှုယူတယ်ဈေးကွက်နောက်ဆုံးဒလိုင်းထိစောင့်ပြီးတော့တစ်ဖက်သင်းဈေးလျှော့မှောင်စောင့်တယ်အဲ့လိုမျိုးအခုတည်းကကျင်သုံးနေတုန်းပဲအဲ့တော့အန်ဒရီပါတာရောက်လာတယ်ဆိုရင်လည်းဘိုးဖွဲကအဲ့ဒီညင်ရှိနေသေး၍ဘယ်ကလပ်မှာပဲဘလောက်ပဲကြမ်းခဲ့တဲ့အားစားတွေဒါဖြစ်ဖြစ်လုံပိုင်ဝင်တော့အကန့်အသတ်ရှိမှတင်တယ်ကျွန်တော်ဒါအန်ဒရီပါတာကို ကာပြီးပြောတာမဟုတ်ဘူးအဲ့တော့အာဆင်နယ်တင်းနေတဲ့ဒီရပ်ပေါင်း60တင်းမှာသူတို့တကယ်အလုံးလုံးနိုင်ချေရှိတာကရက်80လောက်ပဲကျန်တော့တယ်အဲ့ဒါလိုင်းတေးအပါတော့အဲ့ဆိုတော့ဘယ်ကစားမတွေခေါ်ရမလဲစောင့်ကြပါပါတေးရတခွတော့ငွေကြေးမလုံလောက်လို့လို့အကြောင်းပြလို့မရဘူးဒီကလပ်အသင်းဒီဒီ2020 2025ဘောလုံးရာသီမှာပရီးမီးယားလိကလပ်သင်းတွေမှာဝင်ငွေအကောင်းဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ထားတယ်။ဥရောပဆုံးမှာရောပရီးမီးယားလိရဝမ်းမှာစုစုပေါင်းဝင်ငွေကိုတွက်လိုက်မယ်ဆိုရင်ပေါ့လေ။အဲဆိုတော့ ဒုတိယမြောက်သတင်းတပုတ်ကတော့ဗန်ချက်ကော့ကဖော်ပြထားဝင်လေသူကတော့ Get Me Sport ရဲ့ရေးသားသူဒီသတင်းထောက်ကဖော်ပြထားချက်ရတော့ Athletic Bilbao တို့ကသူတို့တင်တိုက်စစ်တောင်ပန်ကစားသမားစပိန်သား Nico William ကိုတက်တန်းတိုးဖို့အတွက်စတင်ဆွေးနွေးမှုတွေလုပ်နေပါတယ်။ဘယ်အသင်းကြီးသူ့ကစားသမားကိုကြိုက်သည့်ဖြစ်စေမကြိုက်သည့်ဖြစ်စေစိတ်ဝင်စားဘူးဒီကစားသမားကိုကလပ်အသင်းမှာဆက်ပြီးထိန်းထားဖို့အတွက် Bilbao တို့ကလုပ်နေတယ် ကျွန်တော်ကကြိုက်တယ်ဆက်ပြီးတော့အဲ့မှာတက်တန်းတိုးပြီးနေသွားလိကောင်းလိပဲမဟုတ်ရင်ကျွန်တော်လည်းဒီနီကိုဝီနဲ့အာဆင်နယ်တင်းကိုတောက်လျှောက်တွေ့တိုင်းဖော်ပြပေးမိနေတယ်ကျွန်တော်ညီကိုကြီးလည်းဒါကိုမျှော်လင့်တလင်းနေဖြစ်နေတာဗောလေကျွန်တော်တော့နောက်ဆုံးရတင်းကိုဖော်ပြတာဖြစ်တဲ့အတွက်ဒီသတင်းကတရသေးဖြစ်မယ်လို့ပြောတာမဟုတ်ဘူး။ဒါပေမဲ့နောက်ဆုံးရသတင်းဆိုတဲ့အတိုင်းပဲနောက်ဆုံးရသတင်းကိုဘလောက်ပါဆန်တိတော့ရောက်လာနိုင်ချေရှိစုပြီးအများအမ်းတစ်နှစ်တာလုံးကျွန်တော်ကဘာသာပြန်ခဲ့တာဗောလေ။အဲ့တော့ဒီသားသမားကိုတော့တစ်နှစ်ကိုလောက်ခ UO 7တန်းပေးမယ်။လက်ရှိစာချုပ်ဖြစ်တဲ့ကြီးကိုထတ်တိုးချုပ်မယ်။ လက်ရှိသူ့ရဲ့စာချုပ်ဖြစ်တင်ကြီးကပေါင်သန်း90ဆိုရင်ပေါင်သန်း100ပေါင်သန်း80ဆိုတဲ့ပုံစံမျိုးနဲ့စာချုပ်ဖြစ်တင်ကြီးကိုထပ်တိုးချုပ်မယ် လောက်ခလာစားကိုလည်းတစ်နှစ်ကို10တန်းပေးမယ်ဆွေးနွေးမှုတွေလုပ်နေပြီးတော့ချဲစီးနဲ့အာဆင်တွေကကစားသမားကိုသဘောကျိုက်မယ်လေကစားသမားရဲ့ပြောင်းရွှေ့ကြီးအေဂျင့်ကြီးပြီးတော့ဒီပြောင်းရွှေ့ကြီးလို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းကြီးကိုတစ်ချိန်တည်းနဲ့အပြီးဘဏ္ဍာရေးတစ်နှစ်တွင်မှပေးချေရမယ်အပိုင်းရဲ့ကစားသမားတောင်းဆိုတဲ့လောက်ခလာစားကြအရန်ကိုမှဈေးကြီးရဖြစ်တဲ့အတွက်ဒီကစားသမားကိုဘယ်အသိမ်းမှလက်ရှိချိန်ထိတရားဝင်မဆွေးနွေးသေးဘူးဒါပေမဲ့အသလက်တစ်ပြပါဦးကတော့ဒီကစားသမားရဲ့လက်ရှိစာချုပ်ဖြတ်သိမ်းကြီးကိုထပ်တိုးပြီးတော့တက်တန်းနဲ့တိုးမယ်စာချုပ်ဖြတ်သိမ်းကြီးကိုလည်းထပ်မှန်ပြီး ိုးမြင့်ပြီးတော့ချုပ်ဆိုမှာဖြစ်တဲ့အတွက်ဒီကစားမတော့လက်ရှိချိန်မှာဆွေးနွေးမှုတွေအခြေအနေကောင်းနေပြီးတော့ဘီဘာအိုမှာဆက်နေသွားနိုင်ချေရှိဆိုပြီးတော့ဗန်ချက်ကော့ကတော့ဖော်ပြသွားပါတယ်။တပတ်ကိုပေါင်3သိန်းလိုချင်တဲ့ဒီကစားမသည် အကဲဒါပရီးမီးယားလိဂ်ကိုရောက်လာမယ်ဆိုရင်တော့ယူရို16.4တန်းအထိသူ့ရဲ့လောက်ခရစာတစ်နှစ်ကိုကျတင်သွားမှာအခုဘီဘာဟုကသူ့ကိုတက်တန်းလို့မယ်ဆိုတာယူရို10တန်းကျော်ကျော်ဆိုတဲ့အတွက်ပရီးမီးယားလိဂ်မှာသူတောင်းဆိုထားတဲ့လစာလောက်တော့မရှိသေးဘူးဒါပေမဲ့ဘလောက်နဲ့ညှိပြီးသွားမလဲကြည့်ရမှာပေါ့လေလက်ရှိသူရနေတဲ့ယူရို2သိန်းရနဲ့တစ်နှစ်ဆို euro 10တန်းဆုံးဆုံးတော့ရှိရဲအဲ့တော့ဘလူဘောနပ်စ် add on ပါညာနဲ့ဘီဘာဟုတို့ဒီစားမောက်တက်တန်းသွားမယ်စောင့်ကြည့်သွားမှာပါကျွန်တော်ကတော့နီကိုဝီလျံတယောက်ဘီဘာဟုမှာတက်တန်းတိုးသွားပါစီလို့ပဲဆန္ဒပြုတယ်အဲ့လောက်ပဲ၄ပင် နေခဲ့တဲ့အာဆင်နယ်ဘုံဖွဲ့ဒါမှလည်းမှတ်မှာဒါမှလည်းသင်ကန်းသားယူမှာမဟုတ်ပါဘူးသိရတိုင်းပဲတတိယမြောက်သတင်းတစ်ပုဒ်ကတော့မာတင်ဇူမန်ဒီသတင်းမှာလီဗာပူးက frame bound ထက်အစိုးရအာဆင်နယ်နဲ့ဟီဝီကိုဖြစ်ပြီးတော့ရောက်လာခဲ့ပြီးတော့ဘာကြောင့်တစ်ဖက်အသင်းကကစားသမားတွေကတရားဝင်မိတ်ဆက်ပွဲတွေဓပုံရိုက်တဲ့လက်မှတ်ထိုးမှုလုံးနေချိန်မှာကိုရီးယားအသင်းကဘာကြောင့်ကိုရီးယားပထမဆုံးလူရည်တီခေါ်မှုဥဒေတီမလုံနိုင်သေးလဲဆိုတော့အာဆင်နယ်နဲ့ရီးယဲဆိုစီတဲ့ဂျာကသဘောတူညီမှုတစ်ခုကြောင့် ဘလို agreement မျိုးလဲဆိုတော့ Arsenal ကဒီကစားမကိုခေါ်ယူဖို့အတွက်ဆိုရင်ဇူလိုင်မှာခေါ်ပါဆိုပြီးတော့စိုစီတက်က request လုပ်ထားတယ်သူတို့အနေနဲ့ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဘန်နာရီနှစ်ထဲမှာလူဝင်ပြကျင်တာဖြစ်တဲ့အတွက်2025-2026ဘောလုံးရာသီမှာငွေအဝင်ပြကျင်တာဖြစ်တဲ့အတွက်အဲ့ကြမှာကစားမအုပ်အာဆင်နယ်စီကိုလက်လွတ်မယ်ဆိုပြီးတော့သဘောတူညီမှုယူထားတာအာဆင်နယ်ကလည်းတည့်အတိုင်းပဲရီယယ်ဆိုစီတဲ့ကစားသမားတွေကိုတောက်လျှောက်ခေါ်လာခဲ့တာအခုဆိုမနေတော့ဘူးအဲ့လိုဆိုတော့ ရေရှည်ဆက်ဆံရေးကောင်းကျင်တာဖြစ်တဲ့အတွက်စူစီတက်ပြောစကားကိုခေါင်းငိန်ထားတယ်။အဲ့တော့ဒီသားမဟုတ်ဇူလိုင်လလောက်မှာပဲအာဆင်နဲ့ဂျာစီနဲ့တရယဝင်လက်မှတ်ထိုးပြီးမိတ်ဆက်ပွဲဓာတ်ပုံရိုက်တာတွေကိုကျွန်တော်တို့တွေ့ရမှာပါ။ကစားသမားတော့လက်ရှိအချိန်မှာဒီစပိန်အသင်းနဲ့တွားရောက်ပြီးတော့ပူးပေါင်းနေပေါ့လေ6ရက်နေကြလို့ရှိရင်တော့ဒါမနက်ခင်းတနအိခွဲ AM အချိန်မှာ Nation League Semi Final ဖြစ်စပိန်နဲ့ပြင်သစ်ကမ်ဘောရှိရဲ့တစ်ဖက်ကဂျာမနီနဲ့ပေါ်တူဂီ9နဲ့အသင်းနဲ့ ဘောလူအမတွေ့တဲ့ခါကြလို့ရှိရင်တော့ဒါကိုရက်နေ့မှာ final ကံမယ်ဗောလေအဲ့တော့စပိန်အသင်းနဲ့တူတူ nation league ကိုဆူမန်ဒီအရယူပြီးအာဆင်နယ်ကိုပြန်လာနိုင်မလားကျွန်တော်စောင့်ကြည့်သွားမှာဗောလေအဲ့ဆိုတော်လေးကောင်းအောင်ပါစူပလိုင်းယူလာတဲ့စပိန်သားတူကိုအာဆင်နယ်တို့ဟီဝီကိုလောရတဲ့အခိုက်တန်တော့ပို့ပြီးမိုက်သွားမယ်ဗောလေ26နှစ်ရဲ့စပိန်သားတော့နိုင်ငံအတွက်16ပွဲမှာတကိုးသွင်းထားတယ် သူကတော့ဒီနိုင်ငံလက်ရွေးစင်အသင်းကိုရောက်ဖို့အတွက် U19 U19 U23 နဲ့ U23 တို့ကိုတောက်လျှောက်ဖြတ်တန်းပြီးတော့လက်ရှိအချိန်မှာစပိန်အသင်းရဲ့ကွင်းလယ်မှာနေရာတနေရာရနေတဲ့ကစားသမားတူဖြစ်တော်ရှိနေပါတယ်။အာဤဒါအမြဲတမ်းလိုချင်ခဲ့တဲ့9ပေ17လက်မအရွယ်ကွင်းလယ် DN ကစားသမားတူကိုတော့လာမယ့်ရသည့်ပရီးမီးယားလိမှာအာဆင်နဲ့ဂျာစီနဲ့ကျွန်တော်တို့တွေ့မြင်ရမှာပါ။အာဆင်အာဤဒါသူလိုချင်တဲ့ကစားသမားဆိုအဲ့လိုဇွဲကောင်းကောင်းနဲ့စောင့်တာ။အဲ့တခါကြလို့ရှိရင်လည်း အဲ့ဒီသူလိုချင်တဲ့ကစားသမားမဟုတ်ရင်ဘယ်သူမှမဝယ်လိုက်တဲ့ transfer ရသည်တွေအများကြီးရှိခဲ့ပါတယ်ဒီ season လေးကိုဒီကောက်ကြီးပေါင်းပြီးတဲ့ show ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber phone နံပါတ်3939963936တို့လုံး2ခွန်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ်အမှဆော့မယ်ဆိုလို့ရှိရင်တော့ iBackco ကို sport online 93လုံးမြစ်တို့ကိုကစားလို့ရနေပြီးတော့ sport တန်းစုံတို့ကိုလည်းကစားလို့ရနေပါတယ် ဘောလုံးပွဲတွေဆော့မယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကြင်ညာထားပြီးတော့ကျွန်တော်ကိုယ်တိုင်အာမခံနဲ့ရွှေဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ပါရခင်ဗျာ။ကဲနောက်ဆုံးသတင်းတော့ Gabriel Jesus နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့ပါပါ။ Gabriel Jesus ကတော့ ASEAN တန်းကြောင့်ကာလာရှိနားနေကြကြောညီကိုသိပြီ။လက်ရှိချိန်မှာတော့သူက ASEAN တန်းကနေပြန်လည်တက်တာလာပြီးတော့ပြန်လည်ထူထောင်ရေးစတင်လုပ်နေ။ချက်ချင်းတော့ဘောလုံးကန်လို့ရမှာမဟုတ်သေးဘူး။ထုံးစံတိုင်းမှာ ASEAN တန်းကကအနည်းဆုံး6လ8လလောက်နားတာဖြစ်တဲ့အတွက်ဒီဇင်ဘာလလောက်မှပြန်လာနိုင်မယ်။ယာတီအစားပွဲစဉ်နဲ့ယာတီဝက်လောက်ကိုတော့သူပါနိုင်မှာမဟုတ် ုတ်သေးဘူးလောဆိုတော့အသင်းဟောင်းပန်းပြီးမှလေ့ကျင့်ခန်းဆင်းမှုတွေလုပ်နေတယ်ဆိုလိုချင်တာကဒါမိခင်မျိုးပြန်သွားပြီးတော့အဲ့မှာ training တွေဆင်းနေဗောလေသူအသင်းဟောင်းပန်းပြီးမှသွားပြီးတော့ပြန်လဲထူထောင်ရေးဒီအလေးမာတာတွေနည်းနည်းဒူးအကွေးဆက်ပြေးတာတွေဘာတွေသူတို့ပြန်ပြီးတော့ ဖြည်းဖြည်းချင်းတော့ပြန်လည်ထူထောင်ရေးလုပ်နေပါတယ်အဲ့တော့ဒီဒဏ်ရာကို United နဲ့ FA Cup မှာရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီ ASEAN ဒဏ်ကြောင့်အာဆင်နယ်တင်းလှုပ်ထားခဲ့တဲ့ transfer policy တချို့လည်းပြည့်ဝသွားခဲ့တယ်ကြားသိရတယ်အာဆင်နယ်ကဒီကစားမကိုဟိုစောင်းစည်းကွက်တို့လာမဲ့ຫນွေစည်းကွက်တို့မှာရောင်းဖို့အတွက်သူတို့ပြင်ဆင်ထားခဲ့တာဒါပေမဲ့ဈေးရနိုင်တဲ့အသက်အရွယ်ရလည်း ဒါ28နှစ်ပဲရှိသေးတဲ့ဘရာဇီးသားကိုအခြားသင်းနဲ့သတင်းထွက်နေပြီ။အာဆီယံတန်ရသွားတဲ့အခါမှာတော့အယောင်စင်းတင်မှုနေနေတတသူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေပါလုံးဝချက်ပြောင်းပြောင်းပျောက်သွားတယ်။တကယ်လဲကစားသမားတူအာဆီယံတန်ရပြီဆိုကိုယ်ဆိုလဲသွားမွေတော့နောက်ဆုံးခြေချင်းဝဒဏ်ရာဒုဒဏ်ရာရနေဆိုလို့ရှိရင်တော့မှအသင်းတော်များလက်ဆောင်သွားပြီ။ဒီဒဏ်ရာကဒဏ်ပြန်ဖြစ်လာနိုင်လား injury prone ဖြစ်သွားပြီလားဆိုပြီးတော့အလုံးဝိုင်းပြီးကြည့်နေကြတဲ့အခိုက်အတန့်ပေါ့လေ။အဲ့တော့အာဆီယံအနေနဲ့စာချုပ်တက်တန်2029ဒီပဲကျွန်တော်တို့ ဒီဘရာဇီးသားကိုရောင်းချဖို့ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဟိုဈေးကွက်ထဲမှာပေါက်တဲ့တန်ကြီးတက်စာရင်ယော်နေပြီးပဲရဖို့ရှိတော့တယ်။ဘာကြောင့်လဲဆိုတော့ ACN Dan ထိထားခဲ့တဲ့ကစားသမားတူတီပြန်ပြီးတော့တက်တာလာတယ်ဆိုလို့ရှိရင်တော့အပြေဝ strong ဖြစ်ဖို့တိတ်မလွယ်တော့ဘူး။ဒါပေမဲ့ Arsenal တိမှာမနစ်က ACN Dan ရပြီဒီရာသီမှာလုံးဝပွဲတွေအများကြီးဖြုတ်ထားခဲ့တဲ့ Julian Timber ကတော့ချွင်းချက်အနေနဲ့တော့ရှိနေပါတယ်။ကဲအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ယေရှုပြန်လာမှာဖြစ်တဲ့အတွက်တိုက်စစ်မှုတည်ရင်တဖြည်းဖြည်းပါသွားရဆိုရလေတိုက်ဆိုင်မှုတော့မဟုတ်ဘူးเนาะ